ဒီ2019မှာတတိပြိုင်တော့ तू ကအဲ6လပိုင်း तू ပြိုင်ပွဲ9ခုရှိတာ9ခုရှိတော့အဲ9ခုစလုံးမှာတတိကပထမရရော9ခုစလုံးပထမကြီးပဲဇက်တိုက်ရလိုက်တာပေါ့ဇက်တိုက်ရလိုက်တဲ့အချိန်မှာသူများတွေကအဲ့ပထမကြီးပဲဇက်တိုက်ရရဲ့ကောင်းမလဲဘာလို့လဲဆိုနာမည်ကြီးနေရပါတော့ဘာလို့မှမသိဘူး तू ကပြိုင်ပွဲတွေပြိုင်နေရနေပြီးတော့ဒီတတိစပိချိုးဆိုပြီးတော့ Facebook လေးကိုစဖွင့်တာပေါ့နော်အဲနာမည်ကတော့အဓိကတော့တတိတို့အိမ်မှာတတိရတတိလဲတတိလဲကြိုက်တယ်ပေါ့တတိတို့မန်းလေးကကြတတိရစားရတယ်လေတတိစားရခါအတီးပေါ့နော်တတိအတီးလေးစားရပြီးတော့ဒီ အာစပစ်တီးရတီးတီးအရင်ကြိုက်တာကိုအဲကြောင့်မို့တီးတီးကဒီ Facebook နာမည်ကနေစတာပေါ့နော်ဒီချစ်ဖို့ကောင်းနေပေါ့ Facebook နာမည်လေးတခုကိုပေးထားတာပေးထားရင်ကနေပြီးတော့ तू ကကျတော့ဒီအင်္ဂလိပ်လိုလေးထိုးထားတာပေါ့နော်ထိုးထားတဲ့ခါကျတော့ဒီ2019စုတွေရပြီးတော့အဲ့အချိန်မှာတီးတီးက2018မှာသူတို့ဟို လက်ရွေးစင်တွေရွေးတာရွေးတဲ့အခါကျတော့အဲ့ဒီလက်ရွေးစင်တွေရွေးတဲ့အချိန်မှာ2019ကဒီပြိုင်ထားတဲ့အချိန်နဲ့လာတဲ့အချိန်နဲ့လက်ရွေးစင်ရွေးတဲ့အချိန်နဲ့ဆိုလက်ရွေးစင်တွေပါသွားတာပေါ့စူးနဲ့ဆိုလို့ရှင်တတိယအလုံးပေါင်းစူးတစိ့ပေါင်းကဒီပြိုင်ပွဲဒီကာယပလရောကာယကြန့်ခိုင်မှုရောဒီပေါ့နော်ပြီးရခါကျတတိ miss တွေရောအဲ့လိုမျိုး miss တွေပါပြိုင်တဲ့အချိန်မှာလည်းဒီ body အဲ beauty suit တွေရတာပေါ့နော်အဲ့လိုမျိုး suit တွေရောအကုန်လုံးကိုဆိုလို့ရှင်တတိယအာ29 suit ပေါ့နော် suit က29 suit ရှိတယ်အဲ့မှာတတိပြိုင်ပွဲတွေကကြာအများကြီးပဲတချို့ပြိုင် ပွဲတွေကကျတော့တပွဲတပွဲမှာအဲဒီတရက်တဲမှာပဲ၃ပွဲအဲပေါ့နော်ဒီပြိုင်ပွဲတစ်ခုတည်းကိုမှ तू ကအဲ့လိုနိုင်ညာပွဲဆိုဥပမာအဲ၅ရက်လောက်သွားရတယ်ဆိုလို့ရှိရင်အဲ၅ရက်မှာ၂ရက်၃ရက်ပြိုင်ရခွဲပြိုင်ရတယ်ပေါ့အဲ့လိုခွဲပြိုင်ရခဲ့ပြိုင်ပွဲတစ်ပွဲပဲပေါ့ဒါပေမဲ့အဲ့ထဲမှာ तू က၃ပွဲလောက်ပါတာပေါ့အဲအခွဲခွဲလေး၃ပွဲလောက်ပါတာပေါ့အဲ့လိုအာတိတိပြိုင်ပွဲဝင်တာ၂၀16ကစဝင်တာပေါ့နော်၂၀16ကနေစပြီးပြိုင်ပွဲဝင်တာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့အဲဆက်စချင်းပြိုင်တော့ကြာတိတိက အဒီကာယဒီတိုင်းမဲ့ကာယချက်ငံဦးပြိုင်ပွဲပေါ့2 piece နဲ့ပြိုင်ရမယ်ပေါ့နော်2 piece ဆိုတာပေါ့ sport bra လေးနဲ့ပြိုင်ရမယ်ဆိုတတိအဲ့ရနေစပြိုင်ပစ်တာပေါ့နော်အရွေးချယ်တာကြီးတွေတော့မဟုတ်ပေမဲ့ဒီတိုင်းမဲ့ဝင်ပြိုင်ပစ်သွားတာအဆက်ဆက်ချင်းတော့တတိကပေါင်80ကျော်လေးပဲရှိတာဟုတ်80ကျော်လေးပဲရှိတော့တတိကဒီခနာကိုကြီးတဲ့ဘက်ကိုသွားတာပေါ့နော်ခနာကိုကြီးတဲ့ဘက်ဆိုတော့ချွတ်သားရပါလေအဲ့တော့နားမလဲသေးဘူးဒီတိုင်းမဲ့ခနာကိုကြီးယုံပဲနည်းနည်းဟိုလှလှတယ်ဆိုယုံပဲပေါ့နော်အဲ့လှတယ်ဆိုယုံပဲကနေပြီးတော့တတိစပြိုင်တော့ဒီ2016မှာစပြိုင် ော့သူကစပြိုင်ပြိုင်ချင်းမှာတိတိဘာမှမသိဘဲနဲ့စပြိုင်နေပွဲမှာဒုတိယရတာဟုတ်တယ်ဒုတိယရတော့တိတိကအဲ့ဒုတိယရတဲ့ဟာကိုဟိုပါဗောနော်အော်ပြိုင်ပွဲမှာဒုတိယရရပေါ့နော်ကိုကလည်းအဲ့လိုအာကစားနဲ့ပတ်သက်ပြီးတော့ထရထူးကလည်းတိတ်မပြိုင်ဘူးတော့လေပြိုင်ပွဲမှာဒုတိယရရဆိုရင်ကနေတိတိကအဲ့မှာစက်ပြိုင်ဖြစ်သွားပေါ့စက်ပြိုင်နေချိန်ရောက်တော့အဲ့ကြမှာခက်ခဲတာဆက်ဆက်ပြိုင်ချင်းတော့မခက်ခဲဘူးဘယ်လိုခက်ခဲပါလဲ तू က ဆက်ပြိုင်တဲ့အချိန်မှာတတိတို့2016ကတပွဲပဲပြိုင်ခဲ့ရပါဘောเนาะ2019မှာတတိအဲဆက်ပြိုင်နေဆက်ပြိုင်တဲ့အချိန်မှာကသူ2019အဲ့မှာဟိုပါဘောเนาะ9လပိုင်း6လပိုင်း9လပိုင်းအဲ့ဒီ ရက်တွေမှာပြိုင်တာဗောနော်အဲ့အဲ့ဒီလာပိုင်းတွေမှာပြိုင်နေပွဲတွေမှာကသူကဘလို့ဖြစ်လာလဲဆိုတော့သူကနည်းနည်းခစ်မိလာရဲ့ဗောအဲအဆောင်ကတီတီတို့အာခစ်တော့မိတယ်ကွာဒါပေမဲ့ပြိုင်နေလူကတိတ်မရှိဘူးပြိုင်နေလူတိတ်မရှိတဲ့အချိန်မှာ2016လောက်တုန်းကကျတော့ဟိုလူနေတယ်လေနည်းနည်းနေသေးတဲ့အချိန်မှာကျတော့ဘာမှမသိလိုက်ဘူးအဲ့2019ရောက်တဲ့အချိန်မှာလူတွေကနည်းနည်းစပြီးများလာပြီးပြီးရဲ့ခါကျတော့နည်းနည်းအဲ့လိုမျိုးဗောနော်ဒီလိုမျိုး လေ့ကျင့်ခံလုပ်တဲ့အချိန်မှာအဲ့လိုမျိုးပေါ့ကြွက်သားတွေကြီးထွားအောင်လုပ်ရတယ်ဘာတွေစတိလာတယ်အဲအဲ့အချိန်ရောက်တဲ့ခါကျတော့တီတီတို့ကစပြီးတော့စူးစမ်းတဲ့အချိန်မှာအကျိတ်နယ်တွေစဖြစ်လာတယ်အဲအဲ့အားကြောင့်မို့ပို့ပြီးတော့ခက်ခဲသွားတာပေါ့ဟုတ်အာတီတီကပြိုင်တိုင်းပြိုင်တိုင်းတော့တီတီရဲ့အိမ်ငါဟိုဟာပေါ့ကျောင်းနာမည်ပေါ့နော်အဲ့လိုမျိုးအဲ့ရမွေးတဲ့အမွေးစင်းနာမည်ပေါ့အဲ့လိုမျိုးနာမည်နဲ့ပဲပြိုင်တာအခုတတိလည်းအဲ့နာမည်နဲ့ပဲပြိုင်တာဟုတ်နာမည်လေးကဘယ်လိုလဲနမရဟွာတနာဦးမှာဟုတ်အဲ့တော့တတိသဖြင့်ချိုကြတတိက2019ပြိုင်ပွဲတွေပြီးတဲ့ချိန်မှာဒီ2019မှာတတိပြိုင်တော့သူက အဲ6လပိုင်းတော့ပြိုင်ပွဲ5ခုရှိတာ5ခုရှိတော့အဲ5ခုစလုံးမှာတတိယပထမရရော5ခုစလုံးပထမကြီးပဲဇက်တိုက်ရလိုက်တာပေါ့ဇက်တိုက်ရလိုက်တဲ့အချိန်မှာသူများတွေကအဲ့ပထမကြီးပဲဇက်တိုက်ရရကောင်မလဲဘဘူးလဲဆိုနာမည်ကြီးနေတာပေါ့နော်ဘဘူးမှန်းမသိဘူးသူကနာမည်ကြီးနေတဲ့အချိန်မှာတတိယနာမည်ကအဲ့မှာကအဲ Facebook မှာနာမည်လေးရှိရပေါ့ Facebook နာမည်လေးက တတိနာမည်နဲ့တတိတနာဦးနာမည်နဲ့တုံးနေရတော့မဟုတ်ဘူးမဟုတ်တဲ့ခါကျတတိကဘာနာမည်နဲ့လည်းမသိဘူးတုံးနေရပေါ့နော်တတိလည်းမမတ်မျိုးအဲတုန်းကတော့အဲ့လောက်ကြီးကြီးလဲဟိုပေါ့ဟို serious မဖြစ်ဘူးပေါ့နော်ဒီမှာကတတိ2018မှာသူထပ်ပြိုင်တဲ့အချိန်မှာအဲ့ဒီမှာစတာအဲ2019မှာတတိက ပြိုင်ပွဲတွေပြိုင်နေရနေပြီးတော့ဒီတီတီစပိချိုးဆိုပြီးတော့ Facebook လေးကိုစဖွင့်တာပေါ့နော်အဲနာမည်ကတော့အဓိကတော့တီတီတို့အိမ်မှာတီတီရတီတီလဲတီတီလဲကြိုက်တယ်ပေါ့တီတီတို့မန်းလေးကကြာတီတီရစားတယ်လေတီတီစားရခဲ့အတီးပေါ့နော်တီတီအတီးလေးစားရပြီးတော့ဒီအာစပိတီရတီတီအရင်ကြိုက်တာကိုအဲအကြောင်းမို့တီတီကဒီ Facebook နာမည်ကနေစတာပေါ့နော်ဒီချစ်ဖို့ကောင်းတယ်ပေါ့ Facebook နာမည်လေးတခုကိုပေးထားတာပေးထားရင်ကနေပြီးတော့သူကကြတော့တီတီအင်္ဂလိပ်လိုလေးထိုးထားတာပေါ့နော်ထိုးထားတဲ့ခါကျတော့တီတီ2019စုတွေရပြီးတော့ ဲ့ချိန်မှာဒီဒီက2018မှာသူတို့ဟိုလက်ရွေးစင်တွေရွေးတာရွေးတဲ့အခါကျတော့အဲ့လက်ရွေးစင်တွေရွေးတဲ့အချိန်မှာ2019ကဒီပြိုင်ထားတဲ့အချိန်နဲ့လာတဲ့အချိန်နဲ့လက်ရွေးစင်ရွေးတဲ့အချိန်နဲ့ဆိုလက်ရွေးစင်တွေပါဝါပေါ့ပါဝါတော့လက်ရွေးစင်ပါဝါတော့နိုင်ငံခြားပွဲတက်ရရောအဲ့လို2018မှာလည်းအဲ့လိုပဲပထမရေပဲရပေါ့ပထမရေပဲရနိုင်ငံခြားပွဲတက်တဲ့အချိန်မှာနိုင်ငံခြားလူတွေကကျတော့ဒီ တီတီဆိုရဒီဒီ Facebook နာမည်ပဲတည်ရလေအဲအဲ့အနေနဲ့ तू ကတီတီရနေပြီးတော့အဲ့ဒီ2019ကစလိုက်တဲ့တီတီရနေပြီးတော့ဒီအဲဒီ2018မှာလုံးဝ तू ကလုံးဝတီတီပုံနေဖြစ်သွားပါဘောပြောပြောရရင်တော့ तू က ဟို story နဲ့အရှိကြီးလာပါတော့အဲ့လိုတော်တော်ကြီးရှေရှေကြီးပြောမှဆိုရင်ဒီနေ့တနေကုန်ပြောနေရတော့တနာဦးဆိုသူတို့ခေါ်ခတ်တယ်ကွာသူတို့အဲ့လိုတီတီဆိုခေါ်လဲလွယ်တယ်ပြမလားသူတို့အဲ့အဲ့နာမည်ခေါ်လဲလွယ်တယ်ပြီးတော့ဒီ Facebook account ပဲဖြစ်တဲ့အတွက်ကြောင့်အကောင့်လည်းမချိန်းတော့ပဲနဲ့ဒီဟာလေးနဲ့ပဲဆက်သုံးရင်းနဲ့ပဲအဲပေါ့နိုင်ငံတီတီလေးဖြစ်လာပါဟုတ်ကဲ့ပါပြိုင်ဝဲတွေကတော့တော်တော်များတယ်ပေါ့နော်စုနဲ့ စူးနဲ့ဆိုလို့ရှင်တတိယအလုံးပေါင်းစူးတစ်စိတ်ပေါင်းကဒီပြိုင်ပွဲဒီကာယပလရောကာယကြန့်ခိုင်မှုရောဒီပေါ့နော်ပြီးရခါကတတိ miss တွေရောအဲ့လိုမျိုး miss တွေပါပြိုင်တဲ့အချိန်မှာလဲဒီ body အ beauty suit တွေရတာပေါ့နော်အဲ့လိုမျိုး suit တွေရောအကုန်လုံးကိုဆိုလို့ရှင်တတိယ28 suit ပေါ့နော် suit က28 suit ရှိရဲအဲ့မှာတတိပြိုင်ပွဲတွေကကြအများကြီးပဲတချို့ပြိုင်ပွဲတွေကကြတော့တပွဲတပွဲမှအဲဒီတရက်တည်းမှာပဲ၃ပွဲအဲပေါ့နော်ဒီ နိုင်ငံတစ်ခုတည်းကိုမှ तू ကအဲ့လိုနိုင်ငံပွဲဆိုဥပမာအာ9ရက်လောက်သွားရတယ်ဆိုလို့ရှိရင်အဲ့9ရက်မှာ2ရက်3ရက်ပြန်ရခွဲပြန်ရတာပေါ့အဲ့လိုခွဲပြန်ရခဲ့ပြန်ပွဲတစ်ပွဲပဲပေါ့ဒါပေမဲ့အဲ့ထဲမှာ तू က3ပွဲလောက်ပါတာပေါ့အဲအခွဲခွဲလေး3ပွဲလောက်ပါတာပေါ့အဲ့လိုတတိဆိုအဲ့ဒါဆိုလို့ရှိရင်တတိကဂျွန်းထိုးတဲ့ပြန်ပွဲတွေလည်းပါတယ်ပြီးရင်ဒီ fitness လည်းပါတယ်တတိနဲ့ moral physics ပေါ့နော် moral physics လည်းပါတယ် fitness physics လည်းပါတယ်ပြီးတော့ miss ပဲဆိုပြီးတော့ကိုထွန်းထွန်းအောင်လေတတိတို့ဒီတို့ ကာယဒီဗလာမှာဒီနာမည်အကြီးဆုံးပဲကိုထွန်းထွန်းအောင်လို့လည်းပါတယ်ဗောနော်ကိုထွန်းထွန်းအောင်နဲ့တီတီနဲ့အဲ့လိုမစ်စ်ပဲတွေပါပြိုင်နေဗောနော်အဲ့အဲ့အမျိုးတွေတို့ကအခွဲခွဲလေးနေတော့ပြိုင်ရတယ်စုတဲ့စိတ်ပေါင်းကတော့အလုံးပေါင်း29စုရှိတယ်ဟုတ်အာပြိုင်ပွဲတောက်လျှောက်ကတော့ပွဲတိုင်းပွဲတိုင်းကတော့အမှတ်တရလေးကိုစီနေပေါ့နော်အမ်ပွဲတွေအကုန်လုံးကလည်းခက်ခက်ခက်ခဲကြော်ဖြတ်လာခဲ့တာခက်ခက်ခက်ခဲမကြော်ဖြတ်ရတဲ့ပွဲဆိုလို့ပထမအောင်ဆုံးပွဲပဲဘာမှမသိလိုက်လို့ အဗရာမအောင်ဆုံးပြိုင်နေပွဲပဲအဲ့ဒီရွှေမမောင်ရွှေမမဲပဲအဲ့မှာဘာမှမသိလို့အဲ့ရလေးကိုတခုပဲမခတ်ခဲရပါတော့ဒီရွှေမမောင်အဲ့ပွဲပြိုင်ပြီးတော့နောက်တစ်နေ့ရောက်တော့သူတို့ထပ်ပြိုင်ရရွှေမမောင်ရွှေမမဲပဲအဲ့ရနေစပြိုင်ကလေးကခက်ခဲလိုက်တဲ့အခက်ခဲရခုတက်တီလည်းခက်ခဲနေစေပဲပေါ့နော်ခုတက်တီလည်းပြိုင်နေရတယ်ခုနောက်ပိုင်းဆိုလို့ရှိရင်နီးပညာရလည်းတိုးတက်လာတဲ့အချိန်ရောက်တော့လေအဲ့လိုမျိုးနည်းနည်းပေါ့နော်ဟိုပေါ့အဲဒီကြွက်သားကြီးဖို့အတွက်ကိုတည်တဲ့အဲ့လိုမျိုးစေးဝါးတွေပါဖြစ်ရှိလာပြီပေါ့နော်ရှိလာတဲ့အချိန်မှာဆိုတတိယကျတော့ neutral နဲ့ပြိုင်တာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးခက်ခဲတယ်တတိယကျတော့ဒီလိုမျိုးစေးဝါးတွေဘာမှမတုံးထား ာဟုတ်တတိယမာဆယ်ကစပြီးတိဆောက်ကြရေဟိုစပြီးတော့ပြိုင်နဲ့ပထမဆုံးပွဲတစ်ပွဲကလွဲပြီးတော့ဂျန်နဲ့ပွဲတွေအကုန်လုံးမှာကြဒီမာဆယ်ကိုလုံးဝအသားတွေအရွက်တွေပရိုတင်းတွေအဲ့အရာတွေနဲ့အကုန်လုံးတိဆောက်ထားဆိုတော့တတိယကျွတ်သားကကြတော့ဟိုဘယ်လိုပြောမလဲဟိုထိမ့်ထိမ့်ထိမ့်တော့ထိမ့်သိမ့်ထားပါဘောနော်ထိမ့်သိမ့်ထားတဲ့အခါကျတော့ဒီနီထရန်နဲ့ပြိုင်ပြီးတော့ပြိုင်ရတော့သူများရေလိုမြ мян တော့မကြီးထွားလာဘူးဒါပေမဲ့သူ့နေရာလေးနဲ့သူဖြစ်နေတဲ့အတွက်တော့အာဒီဒီပွဲတိုင်းမှာတော့ပထမရရပထမရရများတယ်ဟုတ်